ဆိုင်ဝန်နဲ့ပေါ်မှာပြင်းလွန်လိုက်တဲ့အပြုံးမှုလေးတစ်ခုအတွက်လူပြောများနေတဲ့ပိုးချပြုခင်အလင်းမေးတင်မီရဲ့နောက်ပိုင်းမှာသူမရဲ့ဆိုင်ကဆိုင်ဝန်တန်းလေးတွေကိုမထင်မှတ်ပဲပြုတ်လိုက်တဲ့အပြုံးဝင်လေးတစ်ခုကြောင့်လူပြောများနေရကတရုတ်ဆောင်မင်းမီပိုးချမြူခင်ကအလုံးလေးတီးကြတဲ့အတိုင်းပိုးချမြူခင်ကဆောင်းဝိုင်းမှာတော့တရုတ်ဆောင်မင်းမီတောင်ဆိုပေမဲ့ရွှေတထင်း PK ထုံးကိုယူပြီးမှယန္တနာ PK ထုံးဆိုင်ရွှေနာဆိုင်ကိုဦးစီးလောက်ကင်နေရဖြစ်ပါတယ်ခုခါမှာတော့ယန္တနာ PK ထုံးဆိုင်ရွှေနာဆိုင်မှာပိုးချမြူခင်လောက်ကင်နေတဲ့အလုံးလေးတစ်ခုကြောင့်လူတွေပြောတာကိုခံနေရတာပါအဲ့ဒါကတော့ပိုးချမြူခင်ဟာ ။သူမဆိုင်ရင်ဆိုင်ဝန်ထမ်းတွေကိုလောက်စာနှစ်လစာစုချင်းပြလိုက်တာဖြစ်ပါတယ်။ဘိုးကြောင့်ယူခင်ကငလင်းပေးဆောင်ဈေးသိမ်မြောင်းရပါမယ်လေ။ဝန်ထမ်းတွေကတော့စေတနာပြင်းနဲ့လောက်စာနှစ်လစာထောက်ပံ့ကူညီလိုက်တာမှာဒါကြောင့်လေဘိုးကြောင့်ယူတို့ဇနီးမောင်နှံကိုလူတွေကချီးကျူးတာကိုခံနေရတာဖြစ်ပါတယ်။စေရှင်အားဆိုင်ဖွင့်ထားတဲ့ဘိုးကြောင်ရခင်တဲ့ PK ထွန်းတော်ဟာငလင်းလောက်ခတ်စင်မှာတခြားသောလူတွေတို့ရွှေရင်ပြောက်မှာဆိုလို့ဆိုင်တကားပိတ်တာတွေမလုပ်ဘဲစီးစိမ်ဥစ္စာချမ်းသာတဲ့အတွက်လူအသက်ကိုဦးစားပေးခင်ကြတာဖြစ်ပါတယ်။ဒါပြင်ဘိုးကြောင်ရခင်တဲ့ PK ထွန်းတော်ဟာ မလီမင်းကြီးပြီးတဲ့နောက်ပိုင်းမှာမန်လေးမြို့ကနေထိုင်စားသောက်ရေးခက်ခဲကြုံနေရသူတွေအတွက်စရုပ်တီသားလူကြီးကိုလည်းနေစဉ်ရက်ဆက်ပေးနေကြတာပါသူပြင်းတော့ခုချိန်မှာပိုးချမြို့ခင်ကရင်သွေးလေးလွှဲထားပြီမလဲမမောနိုင်မပန်းနိုင်စရုပ်တီသားကိုကိုရိုင်းပောင်းဝင်ချက်ပြုတ်ခါစရုပ်တီသားလူကျင်းဝဲခဲ့တာဖြစ်ပါရင်အခုလည်းပိုးချမြို့ခင်ကဝန်ထမ်းတွေကိုလစာနှလားစာပေးလိုက်တာပါဒီလိုငလီမင်းမှလူတန်းကြီးကြီးမှလောက်ခဲ့တာကြောင့်လည်းပိုးချမြို့ခင်နဲ့ PK ထုံးတို့ကိုချီးကျူးနေကြတာပဲဖြစ်ပါရင်